တို့ညာကိုအစဉ်တစိုင်းအားပေးနေကြတဲ့ကလကများအားလုံးမင်္ဂလာပါခင်ဗျာဆရာကြီးမြန်တန်တင်းရဲ့ခေပြန်ရုပ်ပုံအလွာများဆိုတဲ့မဂ္ဂဇင်းဝတ္ထုရှင်များစာအုပ်ထဲကဒီနေ့မှတော့ကျွန်တော်ကမလွမ်းပယ်သူရှိလိမ့်မည်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုရှင်တစ်ပုဒ်ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဝတ္ထုလေးရဲ့အမည်ကမလွမ်းပယ်သူရှိလိမ့်မည်တဲ့ခန်းစားနှဆင်ကြည့်အောင်ခင်ဗျာ မလွမ်းပဲသူရှိလိမ့်မည်ငငယ်တုန်းကတော့အန်တီနိုမာတီတော်တော်ချောသည့်မိမတယောက်ဖြစ်ပေလိမ့်မည်တခါတလေတွင်ပြုံမြင့်နှုန်ခြင်းနှင့်အလှသည်ရောထွေးနေတတ်ပြီးတခါတရံတွင်လည်းထိုနှစ်ခုသည်တခြားစီဖြစ်နေတတ်သည်ယခုအန်တီနိုမာမျက်နှာသည် ပြုံမြင့်နှုန်ခြင်းနှင့်အလှတို့သည်တခြားစီဖြစ်နေသည် သူမျက်နာပေါ်တွင် ပြုံမြင့်နှုန်မှုသည်တဖြည်းဖြည်းလွန့်ပြေစားပြုနေလေပြီတပတ်ရှုထုံထသောသပင်တဲတွင်ငွေရောင်သည်ပျောက်တိပျောက်ကြားစွန်းထင်းစားပြုနေပြီနှစ်ဖူးပြင်သည်အနှဲငယ်ကျင်းနေသည့်တိုင်အရွယ်ကောင်းလုံးကမူရွှေတလင်းပြင်လိုပြန်ပြူးသည့်နှစ်ဖူးပြင်ဟုစာဆိုရမည်နှစ်ဖူးပြင်မျိုးဖြစ်သည် မြေခုံတို့သည်စိမ့်မောင်ထူထဲနေကြဆဲဖြစ်၍ထိုမြေခုံများအောက်မှ မျိုးလုံးများတွင်လည်းပူနွေးဝန်းလက်တော်အယောင်သည်ပြူပြစ်နေသည်ရှိသေး၏နာရန်ဘာပင်နှုတ်ခမ်းတို့သည်လာပနေကြဆဲဖြစ်၏အသားဤအနှဲငယ်ရောရဲနေသည်မှအပါအန်တီနိုမာဤမျက်နာပေါ်တွင် အလှသည်ကျွန်းကြံနေစေ အတက်ကိုပြောလိုက်သည့်အခါတွင်အန်တီနော်မကိုပို၍အံ့ဩသွားရသည်သူအတက်က80ရှိပြီဆိုပါတော့ကျွန်တော်သည်အန်တီနော်မထံတွင်ပြုံမြင့်ချင်းကိုမတွေ့ရတော့တော့လေအလကိုတွေ့နေရ၏အရွယ်နှင်းမလိုက်အောင်လာပနေသောအန်တီနော်မကိုကျွန်တော်ငေးကြည့်နေမိသည်အန်တီနော်မသည်ကျွန်တော်အတွေ့ဗဟေလီတပုတ်နှင့်တူနေသည် ျွန်တော်အံအားသင့်ရသည့်ပထမအချက်မှာသူ့အရွယ်နှင့်သူ့အလားနောက်အံအားသင့်ရသည့်အချက်မှာသူ့အမည်နှင့်သူ့အဝတ်စားသူ့အမည်သည်အင်္ဂလိပ်နာမည်ဖြစ်သည်အန်တီနိုမာမှာတခြားနာမည်မရှိတော့ဘူးလားအန်တီနိုမာကခေါင်းကိုဖြင်းပြင်းစွာရိုင်း၍ပြုံးသည် မရှိပါဘူးဆရာရဲ့ငငယ်ကလေးကအဖေနဲ့အမေကပေးခဲ့တဲ့နာမည် ကျောင်းလုံးကလည်းဒီနာမည်ပဲခုဒီကိုရောက်တော့လည်းဒီနာမည်ပဲသူအဝတ်အစားမှာအင်ကြီးအဖြူလက်ရှိယောဂီရောင်တထွန်းထမိန်နဲ့ပခုံးပေါ်တွင်ယောဂီတပည့်တထေကိုလက်ကတော့ထိုး၍တင်ထားသည်ကျွန်တော်သည်ယောဂီရောင်ထဲမှအန်တီနိုမကိုကြည်၍တအံတောဖြစ်နေသည်ကြောင်းနေတော့ကဆရာကြားရင်အံဩတော်မလားမသိဘူး အရှောက်လုံးကွန်ဘက်မှာကြောင်းအိတ်ကြောင်းစားနေလာတာနောက်တော့စိတ်မီရီမှာတက်တယ်ဆယ်ထားအောင်တော့လေစိတ်မီရီကပဲအောင်ပါတယ်ကိုလေးကပွဲတော့မရခဲ့ပါဘူးတီတီစီကိုတက်ခါစားမှာစစ်ကြီးဖြစ်တော့ကြောင်းထွက်လိုက်ရပါတယ်ကျွန်တော်ဒီသူကြားညှိုက်ပြီးပြောသွားတော့အင်္ဂလိပ်အတန်တော့ကိုနားထောင်သည့်အခါတွင်လေတအံတော်ဖြစ်ရပြန်ပါသည် သူအင်္ဂလိပ်အတန်တို့သည်အင်္ဂလိပ်အတော်ဆန်သည့်အတန်တို့မျိုးဖြစ်ပါသည်ငငယ်တုန်းကတော့ကွန်ပင်ကြီးတော်တရားရိပ်တာပေါ့လေအန်ဒီနိုမာကသူစကားကိုသူ အတော်သဘောကျ၍ရဲသည်ကျွန်တော်နှင့်အန်ဒီနိုမာတို့သည်ရန်ကုန်မြို့လူသူအရာပေါက်နေသည့်ရက်ွက်တစ်ခုမှတရားရိပ်တာရှိအုတ်ချုပ်ရေယုံခန်းတဲ့တွင်စကားပြောနေကြခြင်းဖြစ်သည် သူကသူကိစ္စဖြစ်သူရုံကန်းတို့လာခြင်းဖြစ်ပြီးကျွန်တော်ကလည်းကျွန်တော်ကိစ္စဖြစ်ကျွန်တော်ရုံကန်းတို့အသွားတွင်အုတ်ချုပ်ရည်မှုကမိတ်ဆက်ပြီး၍တည်ကျွမ်းကြရခြင်းဖြစ်သည်ကျမအကြောင်းကိုရင်ဝတ္ထုရှိကြီးတပုတ်လောက်တောင်ရမယ်ထင်နေမောပတ်စွန်ရဲ့မိမဆိုတဲ့ဝတ္ထုတပုတ်ရှိတယ်မဟုတ်လားဆရာမိမတရားမွေးလာကလေးက အဖွားဦးကြီးဖြစ်သွားရတဲ့အထိရေးထားတဲ့ဝတ္ထုလေးအဲ့ဒီဝတ္ထုလိုပေါ့ကွန်ဗင်းကျောင်းမှာအစာပြုခဲ့ပြီးတရားရိပ်သာမှာဘဝနေဝင်ခြင်းကိုကုံဝင်ရတဲ့မိမတရားအကြောင်းလေးသိကောင်းတော်ဘောအန်ဒီနော်မှာမွေစားတော်ကခရီးဟန်ဘုရားရှိခိုးကျောင်းမှာရှင်နှစ်ခံခဲ့ရပြီးနေဝင်ခြင်းရောက်တော့တရားရိပ်သာကိုရောက်နေတယ်ဆိုတော့ဘဝမှာကြီးမားတဲ့ပြောင်းလဲကြီးတစ်ခုပဲမဟုတ်လား ဘာသာတရားတစ်ခုကနေတစ်ခုကိုပြောင်းနေဆိုတာလူတယောက်ရဲ့အမတန်ကြီးမားတဲ့အပြောင်းလဲတစ်ခုပဲတော်တော်တန်တန်အကြောင်းနဲ့တော့ပြောင်းနိုင်မှာမဟုတ်ဘူးဘဝမှာတော်တော်စိတ်ထိခိုက်စရာကောင်းတဲ့အဖြစ်အပျက်တွေကိုတွေးကြရလို့နေမှာပဲဟုတ်တယ်ဆရာပြောတာမှန်နေကျမဘဝမှာအမတန်စိတ်ထိခိုက်စရာကောင်းတဲ့အဖြစ်အပျက်တွေအများကြီးဒီအဖြစ်အပျက်တွေ ਨੇ အကြောင်းအရာတွေကိုလိုက်ရှာရင်ရှာရင်နဲ့နောက်ဆုံးတော့ကျမဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့ရတာပါပဲဟုတ်တာပေါ့အန်တီနော်မာရှိတမဟေတုပဘဝတဲ့အကျိုးတရားတိုင်းမှန်သမျှ၌အကြောင်းတရားသည်ရှိကြကုန်၏လို့ဗုဒ္ဓဘာသာကဆိုထားတယ်ခမညာဖြစ်ချင်းပြချင်းဟုသမျှအကြောင်းတရားနဲ့ခင်ပြီးဖြစ်ကြပြကြတာမဟုတ်ဘူး သူ့အကြောင်းနဲ့သူရှိနေကြတယ်။ဒါကြောင့်မို့ဖြစ်ဖြစ်ကိုရှုတယ်ဆိုတာအကြောင်းတရားနဲ့အကျိုးတရားကိုရှုတာပဲ။ဒီလိုရှုရင်ရှုရင်နဲ့ဖြစ်ဖြစ်တို့ရဲ့ချုပ်ငြိရာအကြောင်းတရားအကျိုးတရားတို့ရဲ့ချုပ်ငြိရာသည်နိဗ္ဗာန်မှာတကားလို့တကယ်သဘောပေါက်လာတဲ့အချိန်မှာမဉ္ဇဏ်ဖွဉ္ဇဏ်ကိုရတယ်လို့ဆိုတယ်မဟုတ်လား။ ဟုတ်တာပေါ့မိညာဖူညာကိုမရောက်သေးခင်မှာတော့ကျမတို့တွေဟာဖြစ်ပြတဲ့နေရာမှာဝဲလေနေကြရအောင်မှာပဲမဟုတ်လားဒီလုံဝဲလေနေကြတော့မှာဒီဝဲဩဃာကကြုံပြနိုင်အောင်ဖြစ်ပြကိုဥပေက္ခသဘောနဲ့ရှုမှတ်နိုင်အောင်တတိကနိုင်အောင်ကျမတို့စူးစမ်းနေရတာပေါ့ဒီတရားကိုသာ ကျမတဘောမပေါက်နိုင်ခင်ကျမဘဝဟာယူလောက်တယ်ဆရာတကယ်ယူလောက်တယ်အန်တီနိုမာဤအတန်ဒီအနေငယ်တုံရင်သွားဤတို့ရာတွင်သူသည်သူအဖြစ်ပြစ်ကိုသူချစ်ချင်းတတိထားလိုက်မိပုံရသည်အေးလေဒါတွေကတရားဘုံနဲ့ကြည်ရင်တော့လေဘာမှမပြောပါလောက်ပါဘူးကျွန်တော်တို့သည် အတန်ကြာတိတ်ဆိတ်နေကြသည်လမ်းမကြီးပေါ်မှာတချစ်တချစ်လွန့်လာသောမော်တော်ကားသံမှလွှဲရင်းကျောင်းပရုံလီတိတ်ဆိတ်ငြိမ်သက်နေသည်ကျင်းငှတိုးဤဒေသမှအပ အချားပါသံကိုမှမကြားရတရားမှွေသူတို့ပြောရာကျောင်းသင်္ကန်းဤရိတ်ငြိမ်ချမ်းကြီးမှုသည်ကျွန်တော်ရင်တွင်သို့တိုးဝင်လာနေသည်ကျမား ကံဤအကျိုးပေးဆိုတာကိုယုံသွားတဲ့ဆရာဘလူပဲဖြစ်ဖြစ်တနင်းနေ့မှာသူအကျိုးပေးနေသူဖြစ်လာကြတယ်ဆိုတာကိုကျမယုံသွားတယ်တကယ်တော့ကျမဟာဒီအချိန်မှာမီလီယံနာကတော့တယောက်ဖြစ်နေလောက်ပြီဒါပေမဲ့သူအကျိုးပေးနေသူဆိုတော့မီလီယံနာကတော့မဖြစ်ပဲတရားရိပ်တာမှာသွားပြီး တရားအားထုတ်နေတဲ့ယောဂီတရားဒီလိုဘဝကိုရောက်ရမယ်လို့ဘယ်တော့မှမမြို့လင်ခဲ့ဘူးဗုဒ္ဓဘာသာဝင်တရားဖြစ်လိမ့်မယ်လို့လည်းဘယ်တော့မှမထင်ခဲ့ဘူးအန်ဒီနိုမာရဲ့မျိုးရိုးတွေကခရိယန်တွေပေါ့နော်ဟုတ်တယ်အမေရဲ့အကူတရားဆိုရင်တရားဟောစရာအမေအားဆိုရင်လည်းတိတ်ပြီးဘာသာတရားကန့်ဆိုင်တာဟာ အသက်90ကျော်မှဆုံးသွားတယ်။တရှောက်လို့တနင်္ဂနွေနေ့တိုင်းဖះရှိခိုးကြောင်မှန်မှန်တက်တယ်။အဖေကတော့ခရယံတော့ခရယံပဲ။ဒါပေမဲ့အမေလောက်တော့ဘာသာတရားကန်ဆိုင်နေလို့မခေါ်နိုင်ဘူး။အဖေကအင်္ဂလိပ်တန်းမှာစစ်ဖို့ကြီးလေ။ကျမတို့အဖေနဲ့အမေကပထမကဘာဆက်ပြီးမှလက်ထပ်ကြတာ။အဲ့ဒီတော့အင်္ဂလိပ်တန်းမှာ ဂျမတာဖြစ်နေပြီနောက်တော့ Vice Rain Commission ရတာပေါ့နော်အဖေကဘီလတ်တို့ပါတို့ကိုစစ်ချောင်းသွားတက်ရတယ်ပထမကဘာဆက်ပြီးမှပေါ့ဒုတိယကဘာဆက်မဖြစ်သေးဘူးနောက်တော့ဂျမက ပြည်ဦးလင်မျိုးကကွန်ဖက်မှာနေခဲ့ရတယ်တောင်ဦးကကွန်ဖက်မှာလည်းနေခဲ့ရတယ်နောက်ဆုံးရန်ကုန်ကစိတ်မီဒီမှာလာတက်ရတယ်အဲ့ဒီတော့ အဖေကလည်းတက္ကသိုလ်တက်ထဲမှာမေဂျာအဆင့်ရောက်နေပြီကျမဘဝတခြားလူမှလူလီသိပါမှမရှိဘူးစစ်ကြည့်ပြီးတော့ကျမတီတီစီမာတက်နေတယ်အဲ့ဒီတော့ငါစစ်ဖြစ်ပြီးအဖေတို့အမေတို့နဲ့တူကျမအိန္ဒိယကိုပါတော့ပါတယ်အဲ့ဒီအတွေ့အကြုံကတော့တကယ်ကိုဝတ္ထုကြီးတစ်ပုဒ်ရေးလောက်တဲ့ဆရာကျမတို့လူတွေရန်ကုန်ကနေမန္တလေး မန္တလေးကနေမုံရွာမုံရွာကနေပြီးဒေါ်လန်းကိုဖြတ်ကလေးဝါအဲ့ဒီကမှတစင်တမူးကိုဖြတ်ပြီးအိန္ဒိယနယ်တဲကိုဝင်ကြရတယ်ကျမပြောလိုက်တာက အတူချုံပြီးပြောလိုက်တာမန္တလေးကနေမုံရွာကိုသွားရတဲ့ခရီးမုံရွာကနေကလေးဝါကိုသွားရတဲ့ခရီးကလေးဝါကနေတမူးကိုသွားရတဲ့ခရီးမှာကိုက ချောက်เสียလမ်းเสียအသေးထိတ်เสียပြီစစ်ပြေးအိန္ဒိယလူမျိုးတွေရဲ့အလောင်းတွေကိုလမ်းဘေးမှာပိုးလို့ပစ်လဲတချို့လဲဝါးနေသွားနေတဲ့သားသမီးငယ်တွေကိုစွန့်ပစ်ပြီးခီးဆက်သွားကြရတယ်တချို့လဲအဲ့ဒီနေရာမှာပဲဘယ်ဟူမှဆက်မသွားကြတော့ပဲကြံရခဲ့ကြတယ်သွားလည်းမသွားနိုင်ကြတော့ဘူးလေမြဖြားတန်းဝမ်ယောဂတန်း အစာရည်သာငတ်တဲ့တံတွေကိုမခံနိုင်ကြတော့ပဲဘုံဘုံလေးကြံရိတ်ခဲကြတယ်။မုံရွာကနေ ကလေးဝါကို အသွာ မဟာမြိုင်တော်ကြီးတဲလေရောက်ရောအမေလေဝမ်ယောကဖြစ်ပြီးအဲ့ဒီမှာဆုံးသွားတယ်လေ။အမေလောင်းကိုကျမတို့မိတောင်မမြုပ်နိုင်ခဲ့ဘူး။လမ်းဘေးမှာလဲကျနေတဲ့အလောင်းတွေခြားထဲမှာဒီအတိုင်းပဲပြစ်ထားခဲ့ရတယ်။ ချားပါတော့လေဒီအတွေ့အကြုံတွေကိုတော့ဆရာလည်းကြားဘူးမှာပါပဲအဲ့ဒီတော့ငါကျမအသက်16နှစ်ထဲရောက်နေပြီကျမမှာအာကိုတရားဆိုလို့အဖေပဲကြံတော့တယ်အဖေကလည်းစသားဆိုတော့ကျမကိုကောင်းကောင်းဆောင်းလျှောက်ချိန်မရပါဘူးအိန္ဒိယရောက်တော့ကျမတို့ဒေလီမှာနေရတယ်နာဒေရာဒွန်းတို့ ဆင်မလာတို့မှလည်းနေရတယ်။ကျောင်းတို့ပါတို့စမနေနိုင်တော့ပါဘူးဆရာ။ဟိုပြောင်းဒီပြောင်းနေပဲအချိန်ကုန်တော့တာပါပဲ။အေးဆင်မလာရောက်တော့ကျမတူနေတွေ့တာပေါ့။သူဆိုတာကျမရဲ့ဖီယွန်ဆဲလေ။သူနာမည်ကကိုဟုတ်စိန်နဲ့ခုဆိုရင်ဦးဟုတ်စိန်ပေါ့လေ။သူက အဲ့ဒီလုံကစင်မလာမှနေတယ်။သူကအရှိတောင်အရှာမှနာမည်ကြီးတယ်။တရုတ်တထေးတယောက်ရဲ့အိမ်မှာမော်တော်ကားဒရိုက်ပါ။ဒီတော့သူအသက်ပါရှိအောင်မှလဲ။သူကလည်း20နဲ့အစိတ်ကြာရှိအောင်မှပေါ့။တထေးကြီးကဆက်ဖြစ်တော့တရုတ်ပြည်ပြန်ဖို့ပဲ။ဒါပေမဲ့သူကချန်ကေရှိတ်နဲ့သိမ့်မတဲ့ဘူး။ ဂျန်ကေရှိတ်ကသူ့ကိုတိတ်မုံနေသူကအရှိတောင်အာရှတိုက်ကတရုတ်တွေ့ချားထဲမှာတော်တော်ဩသာရှိတဲ့တတိကြီးဂျန်ကေရှိတ်နဲ့မတည့်တော့တရုတ်ပြည်ကိုမပြန်ရဘူးမြန်မာပြည်ပြီးလာတယ်ရန်ကုန်မှာနေတယ်ရန်ကုန်ကိုဂျပန်ဝင်တော့သူစစ်မနေရဲပဲဖြစ်နေတယ်ဒါနဲ့အိန္ဒိယမှာသွားနေတာ စင်မလာမှနေတယ်ဆရာအဲ့ဒီတော့ကကျမတို့လည်းစင်မလာမှရောက်နေတယ်သူတို့အိမ်နဲ့ကျမတို့အိမ်ကခြံရင်းကနေကြတယ်လေပြီးတော့အဲ့ဒီတော့ကစင်မလာမှမြန်မာရေလို့သိရှိတာမဟုတ်တော့သူတို့နဲ့ကျမတို့ရင်းနှီးသွားကြတယ်တရုတ်တတိကြီးကရန်ကုန်ကတရုတ်မြန်မာကဗျာအမျိုးသမီးတယောက်နဲ့အိမ်အောင်ကြတယ် ရန်ကုန်မှာလည်းတခါတလေနေတယ်စင်ကာပူမှာလည်းနေတယ်ဒီလိုနဲ့ကျမတို့ချင်း လူငယ်တဘာဝရင်းနှီးသွားကြတယ်ဆိုပါတော့လေ ညနေညနေဆိုရင်ကျမတို့နှစ်ယောက်စင်မလားမှလမ်းလျှောက်ကြတယ်ကိုဟုတ်စင်ဟာတတိကြီးအိမ်မှာကားဒရိုက်ဘာလာလောက်ရတယ်ကားသုံးလေးသိရှိပြီးဒရိုက်ဘာကလည်းသုံးလေးယောက်ထားတယ်တခြားဒရိုက်ဘာတွေကအိမ်သူအိမ်သားတွေစီးတဲ့ကားကိုမောင်းရတယ်ကိုဟုတ်စင်ကတော့တတိကြီးစီးတဲ့ကားတစ်စီးကိုပဲမောင်းရတယ် တခြားဘယ်ကားကိုမှမမောင်းရဘူးတတိကြီးကလည်းတခါတလေမှမြူတဲ့တို့ဗားတဲ့တို့ထွက်တာဆိုတော့တိတ်အလုံးမရှိပါဘူးညနေမှာလင်းညင်းခံတပတ်မောင်းပူရတာပဲရှိတာကြံတဲ့အချိန်တွေဆိုရင်ကိုဟုတ်စိန်ကအလုံးမရှိသလောက်ပဲအဲ့ဒီမှာကသူနဲ့ကျမတတိကြီးအလက်မှာမော်တော်ကားနဲ့ရှောက်လေကြတယ် တနင်္ဂနွေနေ့ဆိုရင်တထေးကြီးကအလုံနာတယ်ကိုဟုတ်စိမ့်ကိုလည်းအလုံနာခိုင်းငယ်အဲ့ဒီလိုနေ့တွေမှာဆိုရင်ကျမတို့နေရာတုံကလေးစီးပြီးစင်မလာမှလမ်းလျှောက်ကြတယ်စင်မလာမှရှောက်လေကြတာပဲအဝေးမှာဟိမဝန္တာတောင်ကြီးကနှင်းနေဝေးလို့နေရောင်ကတောက်လို့တလဲလဲနဲ့သိကြည့်လို့ကောင်းတာပဲ ဒီလိုနေရင်နေရင်ကျမတို့နေရာစင်မလာမှာတနေ့လောက်စုံလိုက်ကြတယ်နောက်တော့စစ်ကြည့်ပြီးသွားလို့တတိကြီးလဲစင်ကာပူပြန်သွားတယ်ကျမတို့လည်းမြန်မာပြည်ကိုပြန်လာခဲ့ကြတယ်ဖိဖိလဲစစ်တပ်ကနေပင်စင်ယူပြီးကလောမှာသွားနေတယ်ဆရာကျမလည်းလိုက်နေရတာပေါ့စစ်ပြီးတော့ ကိုဟုတ်စိမ့်ညမပြီးပြန်ရောက်လာပြီကျမနဲ့လက်ထပ်ဖို့ဖီဖီကိုပြောတာဒါပေမဲ့ဖီဖီကကိုဟုတ်စိမ့်နဲ့သဘောမတူဘူးဒရိုင်ဘာဆိုပြီးအထင်သေးတာပေါ့လေပြီးတော့ဖီဖီကလည်းအဲ့ဒီချိန်မှာတိတ်ကြမှာတော့မဟုတ်ဘူးအဖေနဲ့သမီးနှစ်ယောက်တည်းကြံခဲ့တဲ့ကဘာပေါ်မှာကျမအနေနဲ့အဖေကိုပြူးစုဆောင်ရှောက်ရတယ်အဖေကလည်း ကျမအပေါ်မှာတိတ်တန့်ရုံစင်ကြီးရှာပါတယ်ဒါနဲ့အဖေမျက်နှာကိုထောက်ပြီးကျမကိုဟုတ်စင်းကိုမြင်လိုက်ရတယ်သူလည်းစိတ်ပြည့်လက်ဖြစ်နေစင်ကာပူကိုပြန်သွားတယ်ပြန်ကနေမှသူပြောသွားတဲ့စကားတခွန်းရှိတယ်နော်လေမင်းကြိုက်တဲ့သူတွေအိမ်နာပြုတ်တော့ကို့ဘာမှငဲတွစရာမလိုဘူးကိုကတော့နော်လေနဲ့ဖူးစားမစုံရင် ဒီတဲ့အိမ်တော့မပြူတော့ဘူးလို့မှန်းထားတယ်။ဂျမရေကလူဆိုင်တော့ဒီလိုပြောသွားတယ်။ဒီတော့ဂျမလည်းပြောလိုက်တယ်။ဂျမလည်းအိမ်တော့မပြူတော့ပါဘူး။တကယ်ချစ်တယ်ဆိုရင်အဖေမရှိတဲ့နောက်မှာဂျမတို့နေအောင်လက်ထပ်ကြမယ်လေ။ဒီလိုပြောလိုက်ပါတယ်။သူလည်းဒီစကားကိုလက်ခံပြီးပြန်သွားတယ်။ဒီတော့မှကျမတို့စာဆက်သွယ်အမြဲရှိတယ် အဲ့ဒီတော့ကျမတို့အစ်တဘာရှိအောင်မလဲဆရာသူကအစ်တ35နှစ်တဝိုင်းလောက်မှာကျမကတော့အစ်တ30လောက်ရှိအောင်မပေါ်လူဆရာတော်တော်စမ်းကြဲတယ်နော်ဆရာကြောက်လေကြောက်ဖို့ကောင်းနေဒီသဘောကိုမြင်လို့ကျမဗုဒ္ဓဘာသာဝင်ဖြစ်လာသလားမပြောတတ်ဘူးလူဟာ ကိုကျုံကိုတော်တော်ကြီးရတဲ့တတော်ဝါပဲဒီလိုလေအဖေမရှိတဲ့အတွက်ကျမတို့နှစ်ယောက်လက်မထကြရဘူးဒါကြောင့်တခါတလေမှာအဖေပေါ်မကောင်းတဲ့စိတ်ဆိုးတွေပေါ်မိတယ်တခါတလေမှာဘလောက်အထိများလဲဆိုရင်အဖေလူမမာကြီးကိုပြုစုရတာညူစုမိတယ်တခါတလေမှာ အဖေတည်သွားရင်ကောင်းမယ်လို့တောင်ထင်မိတယ်ဘလောက်ကြည်တဲ့အာကုတို့လဲကိုချစ်တဲ့သူနဲ့နေခြင်းလို့ကိုစိတ်ချမ်းသာခြင်းလို့တဖက်သားကိုတည်ပါစေဆိုတဲ့စိတ်မျိုးပေါ်မိတာပြီးတော့အဲ့ဒီလိုသွားပြမာတဲ့သူဟာလေကို့အဖေအရင်ခောက်ခောက်ကြီးအဲ့ဒီလောက်ထိစိတ်ထားရုတ်ခဲတာပါစေဟာ ဘလမြအာကူတို့ကြီးခဲ့လဲဆိုတာဆရာစဉ်းစားတာကြည့်ပေတော့ဒါပေမဲ့ကျမကသာအဲ့ဒီစိတ်ထားမျိုးရှိတာပါ ကိုဟုတ်စိတ်ကတော့အဖေနေထိုင်မကောင်းဘူးဆိုတာနဲ့စေဝါးတွေမမှန်ပို့ပေးတယ်စေဝါးတွေတိတ်ရှာနေတော့ငါဆိုရင်သူ့ကိုလမ်းပြီးမာရတယ်ကျမအပေါ်မှာသူတစဲကလေးမှတစ္ဆာမမဲခဲ့ဘူး သူနဲ့ကျမတို့တဘောမတူခဲ့တဲ့အဖေကိုတောင်းမှာသူစည်စနာမဖြစ်ခဲ့ဘူးအဲ့ဒီလောက်ထိစိတ်ထားမြင့်မြတ်တဲ့သူပါဆရာဒီအတော်တော်မှာကိုဟုတ်စိမ့်နှုတ်နေထိုင်တဲ့နိုင်ငံသားမှာပြဿနာတစ်ခုဖြစ်တယ်အရာကပါလဲဆိုတော့သူသခင်ဖြစ်တဲ့တရုတ်တထေကြီးကိုလူသူတွေကဝိုင်းပြီးပြန်ပြီးဆွဲကြတယ်ဒီတင် ိုဟုတ်စိင့ကဲလိုက်တာသူသားရိသမက်တွေအများကြီးရှိတယ်ဘသူမှတရုတ်တထေးကြီးကိုအသက်ဆွန့်ပြီးမကယ်ကြဘူးတဲ့ဒါနဲ့တထေးကြီးလဲကွယ်လွန်တော့သူ့ကိုသားသမီးတွေနဲ့ညီတူအမွေတခုပေးတယ်မီလီယံထောင်ပေါင်းများစွာကိုအမွေခွဲလိုက်တော့သူရားထိုက်တဲ့အမွေကိုကမနှဲပါဘူးဆရာအဲ့ဒီအမွေတွေနဲ့ စင်ကာပူမှာဟိုတယ်ကြီးထောင်နေနိုင်ငံသားဟိုတယ်ကြီးတွေနဲ့ဖက်ဆက်လုပ်တယ်အဲ့ဒီတော့မှကျမအဖေလဲလူကြီးယောဂနဲ့စုံမသွားပါတော့တယ်ကျမကအဖေဆုံးတဲ့အကြောင်းကိုသူစီစာရေးတာပေါ့သူကလည်းဒီလိုဆိုရင်စင်ကာပူကိုလိုက်ခဲ့ပါတော့သူနဲ့တရားဝင်လက်ထပ်ပြီးနှစ်ကိုယ်တူအတူတူနေကြမယ်လို့စာရေးလိုက်တယ် တရေစကားလည်းပိုးလိုက်ပါတယ်။လင်းရင်ပြန်လက်မှတ်တွေပါတွေလည်းပူဖို့အဆင်သင့်မယ်။ဒီတော့ကျမကအသက်45နှစ်ကျော်ကျော်သူကအသက်50ကျော်ကျော်ပဲရှိပါသေးတယ်ဆရာ။ဒီလိုနဲ့ကျမနိုင်ငံသားမှာအပြီးသွားနေဖို့ရှောက်တယ်။နိုင်ငံကူးလက်မှတ်တို့ဗီဇာတို့စားတဲ့ကိစ္စတွေကို လုပ်ရတာပေါ့လေ။ ဒါပေမဲ့အဲ့ဒီတုန်းကနိုင်ငံကူးလက်မှတ်ရဖို့ဆိုတာတိတ်ခက်တယ်လေဒီလိုနဲ့တနေ့လောက်အကြာမှာကျမနိုင်ငံကူးလက်မှတ်ရတယ်အန်တီနိုမာဤမျိုးလုံးတွင်မျိုးရည်တို့မတိမတာဝဲနေသည်ကိုကျွန်တော်တတိထားလိုက်မိသည်ဆရာယုံမယုံမမလားမသိဘူးအဖြစ်ဖြစ်တွေဟာတိတ်တိုက်ဆန်လုံးနဲ့ဆရာ ကျမစင်ကပူကိုလိုက်ဖို့နိုင်ငံကူလက်မရတဲ့နေမှာပဲကျမသည်ကိုကြီးနိုင်တဲ့ဆောင်ရောက်လာတယ်အဲ့ဒီနေမနဲ့မှာပဲကိုဟုတ်စင်နာနှလုံးမျိုးကနေကွယ်လွန်သွားတယ်လေကျမဘယ်လိုခံစားရမလဲဆရာတွေးတာကြည့်ပါဆရာကျမတို့နေရာပါငငယ်ကလေးကလေးက ချစ်ခဲ့ကြတယ်အဲ့ဒီတော့ကကျမအသက်20တဝိုက်လာသူကအသက်အစိမ့်လာနောက်တော့အတူတူနေခဲ့ကြရတယ်လက်ထဖို့ကတော့အဖေသဘောမတူလို့လက်မထပ်ခဲ့ရဘူးသူကလည်းမီလီယနာတထေးကြီးဖြစ်ပြီးကျမကိုလက်ထပ်ချင်တယ်တခြားတယောက်နဲ့လက်မထပ်ပါဘူးလို့ဂတိပေးခဲ့ကြတဲ့အတိုင်းစောင့်နေခဲ့ကြတယ် ကျမတို့လက်ထက်မယ်ဘဝတခြားမှာအတူတူခီးသွားတော့မယ်လို့ဆုံးဖြတ်ပြင်ဆင်ပြီးချိန်မှာသူရုပ်တရက်ကွယ်လွန်သွားခဲ့တဲ့ဆရာကျမမီလီယံကတော့ဖြစ်ဖို့ဆုံးရက်သားနဲ့အကျိုးမပေးတော့လွယ်ခဲ့ရပါလေအဲဒီကလေးကကျမ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်သွားတဲ့ဆရာအဲ့ဒီအဖြစ်ပြပြီးတဲ့နောက်ဗုဒ္ဓဘာသာကိုပြောင်းလိုက်တဲ့အခါမှာကျမယင်တွေကအပူတွေငြိမ့်သွားတယ်ဒီငြိမ့်သွားတဲ့ဆရာအခုတော့ကျမတရားရိတ်တာတွေမှာပဲနေတော့တယ်လေကျမတရားရိတ်တာတွေမှာနေလာတာအနည်း30နီးပါးရှိပါတော့မယ်တရားရိတ်တာတွေမှာ အမြင်နေလို့တော့မရဘူးတရားရိပ်တာဘောင်းဆုံးမှာကျမသွားပြီးတရားထိုင်နေတာဒီလိုနဲ့တရားရိပ်တာတစ်ခုပြီးတစ်ခုရှောက်သွားပြီးတရားထိုင်နေတော့တာပဲကျမတနေရာကိုပြောင်းရမယ်လေဒီတရားရိပ်တာမှာယောဂီတယောက်ကဒုံလာတဲ့ဇက်တိုက်တရားထိုင်ဝင်ပြုမထားဘူးနောက်တစ်ပတ်ပြန်လာမှာ တချိန်တရားထိုင်ခွင့်ပေးတယ်။ဒါကြောင့်ဒီနေ့ကျမအုတ်ချုပ်ရည်မှုယုံငန်းကိုရောက်လာတာဆရာနဲ့တွေ့ရတာကြီးစုတင်ပါတယ်ဆရာပြောစရာတွေကတော့အများကြီးပဲဒါပေမဲ့ဒီလောက်ဆိုရင်ဆရာကျမဇာတ်လမ်းကို အချမ်းပြင်းလောက်တော့ငုံမိရောပေါ့ ဆရာမြတ်တန်းတင်1990နှစ်ဩဂုလကလျာမဂဇင်းချစ်ချင်းမေတ္တာနဲ့ငြိမ်းချမ်းကြပါစေ။